တရုတ်ဝီဂျာဝင်ညှိနှိုင်းမှုဖြင့် DNA လေးမိုးကုတ်မိုးမိတ်မှ ဆုတ်ခွာစစ်တပ်နဲ့အပြစ်ခတ်ရစဲရေးလက်မှတ်ထိုးတအောင်ပလောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNA လေးသည်တင်ပိုက်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မျိုးနယ်များမှတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာရန်သဘောတူညီခဲ့ပြီးမြမတပ်မတော်နဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်ကြောင်း DNA လေးကဒီကနေ့သတင်းထုတ်ပြန်ပါတယ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNN နဲ့ဒုတိယဗိုလ်ချုပ်ကြီးထားချုပ်ကြဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့နဲ့ NSVNG ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့တို့သည်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွင်း၏ဂျောင်းဝင်းဆေးဆက်ညှိနှိုင်းမှုဖြင့်ကိုချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့၌2025ခုနှစ်အောက်တိုဘာ28ရက်နေ့28ရက်နေ့တွင်မှပြုလုပ်ခဲ့ပါသည်တရုတ်အထူးကိုယ်စားလှယ်၏ဂျောင်းဝင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်နဲ့မိုးမိတ်မြို့နယ်များမှာတီအန်အန်လေတပ်ဖွဲ့များပြန်လည်ဆုတ်ခွာမှာဖြစ်ပါတယ်။ဒါအပြင်တောင်ဒေသအတွင်းမြမတပ်မတော်မှလေကြောင်းတိုက်ခိုက်မှုနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်တန့်ရန်သဘောတူညီခဲ့ပြီး2025ခုနှစ်အောက်တိုဘာ29ရက်ည12နာရီတုံညတုံညနာရီမှစတင်၍နှစ်ဖက်လက်ရှိတပ်စခန်းများတွင်ရပ်တန့်က အပြက်လှမ်းအပြက်ခတ်ရစဲရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြောင်း TNN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တက်တုံညာနှစ်ခုဆစ်စင်ရေးတွင် TNN လေးသည်မိုးကုတ်တီဘော၊ကြောင်မဲ၊နောင်ချို မိုင်းလုံး၊မိုင်းငော့၊မိုးမိတ်၊နှမ်ဆန်၊မန်တုံ၊ကွက်ခိုင်၊နှမ်ခမ်း၊နမတူစတဲ့မျိုးတွေကိုတိမ့်ပတ်ရရှိခဲ့တော်လဲစစ်တပ်ကကြောင်မဲ၊နောင်ချိုတီဘောမျိုးများကို ပြန်လည်တိမ့်ပိုက်ခဲ့ပါတယ် တစ်ခုခါမိုးကုတ်နဲ့မိုးမိတ်မြို့များကိုထပ်မံဆွတ်လွှတ်ရမည်ဖြစ်သောကြောင့်မိုင်းလုံးမိုင်းငော့နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခန်နမ်မတူစတဲ့မြို့များသာတီအန်အန်ရဲ့ထိန်းချုပ်မှုအောက်မှာကြန့်ရှိတော်မှာဖြစ်ပါတယ်ရှင်